Viber မြန်မာနိုင်ငံလူတော်တော်များများကအလုံးအတွက်သုံးပြကြပို့ပြီးတော့များတယ်။ Viber ကနေစာတွေပါပို့မယ်ဆိုရင်လည်း end-to-end system ကိုသုံးတာဖြစ်တဲ့အတွက်ကြောင့်အခြားသော application တွေအရစာတွေပုံတွေပို့တာနဲ့ဆိုင်ရင်ကိုယ့်ရဲ့ data တွေကပို့ပြီးတော့ secure ဖြစ်တယ်။အလုံးကြုံမှုပို့ရှိတာကိုပြောတာပေါ့နော်။အဓိကဒီ end-to-end system ရဲ့အားသာချက်ကိုပြောရမယ်ဆိုရင်အဲသူကဒီပေါ်တော့ကျွန်တော်နဲ့နောက်တစ်ယောက် conversation စကားပြောထားတာကိုဂျာလူတစ်ယောက်ကဟက်ပြီးတော့ကြည့်ရင်တော့မှကျွန်တော်တို့ဘာတွေပြောထားတယ်ဘာပုံတွေပို့ထားတယ်ဆိုတာကိုသိရမှာမဟုတ်ဘူး အဲ့တော့ကိုယ့်ရဲ့ data တွေကပို့ပြီးတော့လုံ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 လေးရှိတယ်။အဲ့တော့ Mixer က Viber ကိုအသုံးများတဲ့လူတယောက်ဆိုရင်ဒီနေ့ဗီဒီယိုမှာ Viber ရဲ့လှုပ်ရွက်ချက်၄ကိုပြောပြပေးမယ်။အဲ့တော့ Mixer ကြည့်လိုက်ပါ Mixer ထက်အကျိုးစီရမယ်။ Yangon Mobile Store ပထမဆုံးတစ်ခုကတော့မိတ်ဆွေရခဏခဏဖုန်းလဲကင်တက်တဲ့လူတယောက်ဆိုရင်မိတ်ဆွေရဒီဖုန်းတစ်ထဲကိုကိုယ့်ရဲ့ Viber ကိုထည့်လိုက်တဲ့အခါကျရင်ကိုရင်ကပြောခဲ့တဲ့စာတွေပုံတွေ data တွေကတစ်ခုမှပြန်ပြီးပါလာတာမျိုးမရှိဘူး။အဲ့တော့အဲ့လိုမျိုးမဖြစ်အောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုပြောပြပေးမယ်။အဲ့တော့ကိုကဖုန်းတစ်တလုံးဝယ်လိုက်တဲ့အခါကျရင်ကိုယ့်ရဲ့ data တွေကိုမပြောက်အောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်ပထမဆုံး mode ရဲ့ဝင်လိုက်မယ်။ပြီးကြတော့ကျွန်တော်တို့ setting နဲ့ကိုဆက်ဝင်လိုက်ပြကြရင်ဒီမှာ account ဆိုတာလေးရှိရပါတော့။ဒီ account လေးတဲ့ကိုဆက်ဝင်လိုက် ပြီးကြဒီအပေါ်ဆုံးမှာဆိုရင် Viber Bucket ဆိုတာတွေ့လိမ့်မယ်အိတ်ထဲကိုဝင်ပေးလိုက်ပုံမှန်ဆိုရင်ကိုက Viber Bucket ကိုတခါမှမလုပ်ဘူးဆိုရင် Beijing Mail နဲ့ Bucket လုံးမှာပဲကိုရွေးခိုင်းပါအဲ့ခါကျရင်ကို Bucket လုံးချင်တဲ့ Gmail လေးကိုနှိပ်ပေးလိုက်နှိပ်ပေးလိုက်ပြီဆိုရင်အခုလိုမျိုးပုံစံမျိုးပေါ်လာလိမ့်မယ်ဥမာကိုကပေါ့နော် Auto Bucket လုံးချင်တယ်ဥမာကိုကပုံမှန်ပေါ့နော် Bucket ကို Manually မလုပ်ချင်ဘူးအမြဲတမ်းကို Data တွေကလိုတယ်ဆိုရင် Bucket ကိုကျွန်တော်တို့ Daily လုပ်ပေးလိုက်မယ်ဆိုရင် Bucket Now နှိပ်ပေးလိုက်အဲ့ဆိုရင်ကိုယ့်ရဲ့ data တွေကို तू မှာနေ့တိုင်း backup လုပ်ပေးနေမှာ အဲ့တော့ကိုကဖုန်းတစ်လုံးဝယ်လိုက်တဲ့ခါကျရင်အဲ့ဖုန်းမှာကျွန်တော် Viber သွားထည့်လိုက်မယ်ဆိုရင် ကိုအရင်ကပြောခဲ့တဲ့စာတွေပုံတွေ file တွေကိုတစ်ခါလေးပါလာမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့မိတ်ဆွေနဲ့အခြားတယောက်စကားပြောရတဲ့ conversation chat တစ်ခုကိုအခြားသူတွေမမြင်စေချင်ဘယ်လိုမျိုး hide လုပ်ရလဲဆိုတော့ပြောပြပေးမယ်။အာဒီ Viber မှာ hide လုပ်ရတာကအခြားသော application မှာ hide တာတဲ့စာရင်ပို့ပြီးတော့လုံလုံကြုံလုံလေးရှိတယ်။ရှားရတာလည်းပို့ပြီးတော့ခက်တယ်။အဲ့တော့ကိုက conversation ကို hide ရင်ဘယ်လိုမျိုး hide ရမလဲဆိုတော့ကို hide ချင်တဲ့ conversation တွေကိုဝင်လိုက် ပြီးတော့ညာဘက်ခြမ်းကို swipe လုပ်ပေးလိုက်မယ်ဆိုရင်ဒီမှာ hide this chat ဆိုတာရှိရပါတော့။အားလေးကိုနှိပ်ပေးလိုက်။ပြီးတော့ကိုထားခြင်းတဲ့ digit pin နံပါတ်၄ခုကိုထားလိုက်။ကျွန်တော်ကတော့ဒီမှာ၁၄လုံးထားလိုက်ပဲပေါ့နော်။ဒါဆိုရင်တော့ရပါပြီ။အဲ့တော့ကိုရှာခြင်းတဲ့ဒီ conversation ကိုဘယ်လိုမျိုးပြန်ရှာအောင်လဲဆိုတော့ညာဘက်တောင်းကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာ search bar လေးရှိတယ်။အားလေးကိုနှိပ်ပေးလိုက်။ပြီးတော့ဒီမှာ1111ဆိုပြီး နှိပ်လိုက်မယ်ဆိုရင်ကို hide ထားတဲ့ conversation ကိုပြန်ပြီးတော့မြင်ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့ profile ပုံတွေကိုကိုယ် content ကမဟုတ်တဲ့လူတစ်ယောက်ကဝင်ကြည့်လို့မရအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ပြောပြပေးမယ်။ဒါကလည်းကိုယ့်ရဲ့ privacy အတွက်တော်တော်ကြီးမှအရေးကြီးတဲ့အထဲမှာပါတယ်။အဲ့တော့ကျွန်တော်အတူတူကြည့်လိုက်အောင်အဲ့တော့ကို content တွေကမဟုတ်တဲ့လူတယောက်ကကိုယ့်ရဲ့ profile picture ကိုဝင်ပြီးကြည့်လို့မရအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်တို့အောက်ဆုံးတော့မှာရှိတဲ့ mode ရဲ့ဝင်ပေးလိုက်ပြီးကြကျွန်တော်တို့ setting နဲ့ဝင်ပြီးကြရင်ကျွန်တော်ဒီမှာ privacy ဆိုတာရှိရပါတော့ အဲ့ထဲကိုဆက်ဝင်လိုက်ပြီးကြတော့ဒီမှာကျွန်တော်တို့ show you a photo ဆိုတာရှိတယ်အဲ့ဒါလေးကပုံမှန်ဆိုရင်အမှန်ကြီးလေးဖြစ်နေမှာအဲ့လေးကို off ပေးလိုက်မယ်ဆိုရင်ကိုယ် content တွေကမဟုတ်တဲ့လူတယောက်ကကိုယ့်ရဲ့ပုံတွေကိုဝင်ပြီးတော့ကြည့်လို့ရမှာမဟုတ်တော့ဘူးနောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့ phone နဲ့ကို phone number အစိမ်းတစ်ခုကဖုန်းဝင်လာတဲ့ခါကျရင်အဲ့ phone number က viber ထားဖွင့်ထားမယ်ဆိုရင်ကိုယ့်ရှိကိုဘယ်လို phone တက်တာလဲဆိုတာကိုတစ်ခါတည်းသိလို့ရအောင်လုပ်လို့ရတဲ့နည်းလမ်းလေးရှိတယ် ဒါလေးကလည်းတော်တော်အသုံးဝင်တယ်ပေါ့နော်ဥပမာကိုသိတဲ့လူတယောက်ဆိုရင်ကိုဖုန်းကိုတစ်ခါတည်းကန်လိုက်လို့ရတယ်ကိုမသိတဲ့လူတယောက်ဆိုရင်လည်းကိုမကန်ချင်းမကန်လို့ရတယ်တော်တော်လေးအသုံးဝင်တယ်အဲ့တော့ကြည့်လိုက်အောင်အဲ့တော့ကိုရှိကိုဖုန်းသေးတစ်ခုကဝင်လာတဲ့ခါမှာအဲ့ဖုန်းကတော့ Viber ဖွင့်ထားတယ်ဆိုရင်ဘလူကကိုရှိကိုဖုန်းခေါ်တာလဲဆိုတော့သိရအောင်ဘလိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်တို့အောက်ဖက်တောင်ဆုံးမှာရှိတဲ့မိုးလေးကိုနှိပ်လိုက်ပြီးကြတော့ဒီမှာကျွန်တော်တို့ caller ID ဆိုတာရှိရပေါ့နော်အဲ့ထဲကိုနှိပ်ပေးလိုက် ပြီးကြတော့ကျွန်တော်တို့10 on now ကိုနှိပ်ပြီးပြီးကြတော့ကျွန်တော်တို့ဒီမှာ permission တွေတောင်းလိုက်မယ်အဲ့ခါကျရင်ကိုက permission တွေတောင်းတော့ပေးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းကိုဖုန်းသင်းတစ်ခုကဝင်လာတဲ့ခါမှာကိုယ့်ကိုဘယ်လိုကဖုန်းခေါ်လာလဲဆိုတာကိုလွယ်လွယ်ကူကူသိရမှာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေရ Viber ရဲ့ဒီ low attack တွေကိုသိမယ်ဆိုရင် Viber ကိုအခြားလူတွေအတွက်ပို့ပြီးတော့ဆရာကြက်ကြလေးတုံးလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာလည်းဒီလို Viber ရဲ့ setting တွေအပြင်အခြားသော application တွေရဲ့အသုံးဝင်တဲ့ setting တွေနဲ့ပြန်လာခဲ့ပါမယ်လို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်အောက်ခံပါ